မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျဒီနေ့မှာတော့ဆရာကမတ်လ2025မတ်လ21ရက်နေ့ကနေလကုန်အထိအင်္ဂါသသမိမိတ်ဆွေတွေအတွက်တပတ်စာ6ရက်ဆောင်းရံအတွက်ကံကြမ္မာဟောစရံကိုဆရာကတားတော်နဲ့ဟောကြားပေးมาဖြစ်ပါတယ်ဒါကြောင့်အင်္ဂါသသမိမိတ်ဆွေတွေဘယ်ကနေကြည့်နေရလဲပြီးတော့မိတ်ဆွေအင်္ဂါသသမိတွေအားလုံးကံရဲ့အခြေအနေကိုဆရာတို့တားတော်ဆွဲပေးมาပဲဒီ2025ခုနှစ်မတ်လနောက်ဆုံးအပတ်တာအတွင်းမှာဆိုအင်္ဂါသသမိမိတ်ဆွေများ မကြခင်မှာအခွင့်လန်းကောင်းတွေယူရကြကောင်းတွေပေါ်ပေါက်လာတော့မယ်မိမိဖြစ်လို့တော့ကိစ္စမျောလင်းတောင်းတတာတော့ကိစ္စမိမိဖြစ်ရှင်တဲ့ဆန္ဒတွေဟာထူးထူးကဲကဲပဲမကြခင်မှာ တေးကြတဲ့ဖြစ်ကိုဖြစ်မြောက်လာတော့မှဖြစ်တဲ့အတွက်ရီမန်းချက်တွေစိတ်ကူးတွေဟာအကောင့်ထဲပေါ်ဖို့အတွက်အခွင့်အလမ်းကောင်းတွေဖြစ်တယ်။ငကူကမိမိအနေနဲ့ဒါကြီးကိုလှုပ်ရှင်တဲ့ကိစ္စမျိုးဥမာယာထူးတိုးဖို့အလုံးအရာဖို့လုပ်ငန်းခိုင်ခန့်နဲ့ပတ်သက်လှူဖို့တန်းဖို့အစရှိတဲ့ကောင်းခြင်းအဖျားဖျားကံကောင်းမှုတွေဟာမကြခင်မှာရရှိလာတော့မယ်ဆိုတဲ့ကံမျိုးဖြစ်နေပါလေခင်ဗျာ။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့အခွင့်အလမ်းကောင်းတွေကိုမကြခင်ပြေလောကလာတော့မှဖြစ်တဲ့အတွက်စိတ်ချတည်ခံပြီးစောင့်ဆိုင်ပေးဖို့လိုအပ်ပါတယ်။ကြမ်းပါရဲ့။ ကျမရင်းနဲ့ပတ်သက်လာရင်တော့ဘာမှဆူဆူဝါးဝါးမရှိပါဘူးအဲအသွေးသားနဲ့ပတ်သက်တာလေးတွေအရေပြားရားနာနဲ့ပတ်သက်တာလေးတွေတော့အနည်းငယ် နဲဖြစ်ရတတာမျိုးလေးဂျုံကတက်တယ်အထူးသဖြင့်မိတ်ဆွေတို့အနေနဲ့တွေးတိုးတွေးတက်ရှိတဲ့သူတွေအဲဆွနာလို့ပေါ့အမျိုးသမီးတွေဆိုရင်အမျိုးသမီးကျမ်းမာရင်းနဲ့ပတ်သက်တဲ့အရာလေးတွေမှာအဲတတိထားစင်ကြင်ရလိုအပ်ပါတယ်သို့တော့ဆွဆွဝဝမရှိပါဘူးအကယ်၍ဒီကြမှာဆွဆွဝဝရှိလာပြီဆိုရင်မကောင်းတဲ့အတိုက်ခိုက်အတက်ပညာတွေကြောင့်ပညာရက်တွေကြောင့်ပြူစားနှောက်ချက်တိုက်ခိုက်ခြင်းကသာမိတ်ဆွေကိုဆွဆွဝဝဖြစ်စေနိုင်တဲ့အတွက်တော့အဲဒါမှမရှိရင်ဘာမှဆွဆွဝဝမရှိနိုင်ဘူးပေါ့ထို့ပြင်မိတ်ဆွေတို့အလောက်က အလုတ်ကိုင်းနဲ့ပတ်သက်ရင်စက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်စားသောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်တို့အပြင်စံစီစီစားစားသောက်ကုန်နဲ့ပတ်သက်တာတွေအဲဟိုစရလိုကစက်တင်လှုပ်ဆောင်လုပ်တဲ့အလုပ်တွေအကျိုးပေးပြီးတဲ့အခါအစုရှယ်ယာနဲ့ပတ်သက်တာမျိုးတွေညီကိုမောင်နှမဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ရင်ထူးထူးခြားခြားပဲအကူအညီကောင်းအကြံဉာဏ်ကောင်းတွေရရှိတတ်သောကာလဖြစ်တယ်နဂိုကလုပ်ငန်းကိန်းကနဲ့ပတ်သက်လို့အလုပ်တွေနဲ့ပတ်သက်ရင်တိုးချဲ့လှုပ်ဆောင်လို့တဲ့မိတ်ဆွေများအတိတ်တိုးချဲ့လှုပ်ဆောင်လို့ကောင်းပါတယ် ထို့ပြင်ပေါင်းစုစုဝေးလုပ်တဲ့အလုပ်တွေအစုရှယ်ယာနဲ့ပတ်သက်တာတွေညီကိုမောင်နှမတွေနဲ့တိုင်ပင်နှီးနှောပြီးလှုပ်ဆောင်ရတဲ့အလုပ်တွေမှာတခြားတဲ့အင်မတန်ကိုအားသာကောင်းမှုပြီးတော့လက်တွေ့ကြကြအကောင့်ထဲပေါ်ပြီးတော့ဆောင်ရွက်ပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေကိုရရှိတတ်သောအပတ်တာအပိုင်ခြားကာလဖြစ်တဲ့အတွက်လုပ်ငန်းကိုင်ကအလုပ်ကိစ္စမှန်သမျှကိုကိစ္စဝဝကိုပြီးပြတ်အောင်မိမိစိတ်ထဲမှာထင်တဲ့အရာတွေအတွေးခေါ်တွေ အဲလုပ်ငန်းနဲ့ပတ်သက်လို့ငါကအခက်အခဲအကြံကြာကြုံနေတော့ကိုယ့်အကူခေါင်းအေးအေးလေးထားပြီးတွေးကြည့်ကြည့်လိုက်ပါငါဟာဘာတွေလိုအပ်နေတာလဲဩငါဒီနားမှာတော့ဒီစရင်လေးတော့ဆိုတာမျိုးကွက်တီအေကဒိဋ္ဌာကိုမလွဲဘဲနဲ့စိတ်စေလို့ရမှာအောင်မြင်နိုင်တဲ့ကာလဖြစ်တဲ့အတွက်အင်္ဂါသာသမိတ်ဆွေတင်နေအလုံးနဲ့ပတ်သက်ရင်ဘာကိုဖြစ်ဖြစ်ရှေ့တူဆောင်ရလှုပ်ဆောင်ရင်အာသာချင်းကောင်းမှုချင်းတွေတိုးတက်နိုင်ပါတယ်ခင်ဗျာရာထူးလုပ်ငန်းကိုင်ကန်နဲ့ပတ်သက်ရင်တော့ နည်းနည်းလေးပြောရဆိုရတာခတ်နေတာမျိုးကြန့်ကြာနေတာမျိုးလေးတွေကြုံရတတ်တယ်။ရာထူးတူလုပ်ငန်းတူတွေရဲ့အပြိုင်ဆိုင်လေးတွေကြောင်းတော့နည်းနည်းလေးဟိုစိတ်ခနုကနာဖျက်ရတတ်သောကာလဖြစ်တယ်။အထူးသဖြင့်ဒီအဖတ်တာတော်တွေမှာစကားအများကြီးပြောတတ်တဲ့အင်္ကာတွေနေနဲ့စိတ်ရှုပ်စရာစိတ်ပင်ပန်းစရာလေးတွေကြုံတဲ့အခါမှာဖြစ်နိုင်ရင်စိတ်စိတ်နေပြီးတော့ပဲငါကလည်းစိတ်စိတ်နေတတ်တယ်။တို့ဆိုစိတ်စိတ်နေပြီးတော့ပဲအမှန်တရားကိုစောင့်ဆိုင်းပြီးဖြေရှင်းလိုက်ပါ။ဆုံးဖြတ်ချက်တွေလက်တလုံးဆုံးဖြတ်ချက်တွေမိမိနေနဲ့ဟိုစွန့်လာလို့ပေါ့ဟိုဝုံတိုင်းဒေါသနဲ့ပောက်ခွဲဆုံးဖြတ်ရမယ်လို့ လုပ်ငန်းတွေနဲ့ပတ်သက်လာရင်တတိထားစင်ရင်ရတော့လိုအပ်သောအပတ်တာဖြစ်ပါတယ်ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့လက်လွန်ထားတဲ့ငွေကြေးတွေပြန်လဲရရှိတတ်တယ်လက်လွန်ထားတဲ့ငွေကြေးတွေနဲ့ပတ်သက်ရင်ပြန်လဲတောင်းလို့ရသောကာလဖြစ်တယ်အထူးသဖြင့်အမွေကိစ္စတွေရရှိတတ်တယ်တို့ပြင်ငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာမထင်မှဖဲနဲ့ငွေကိစ္စတွေရရှိတာမျိုးလုံငနေရင်ငနေရရှိတာမျိုးတွေကြုံရတတ်တယ်လို့စက်ပစ္စည်းရင်နဲ့ပတ်သက်ပြီးတော့အဲဝင်လာတာမျိုးလေးတွေအတိရရှိတာမျိုးလေးတွေကြုံရတတ်တယ်လို့ငဘောကတစ်ချိန်တစ်ခါကကိုကျေးဇူးပြုပဲဘူးတော့ ပုံကိုယ်တွေသို့မဟုတ်ရင်ငကူကကိုကမထင်မှဖဲနဲ့ကူညီပေးဘူးတဲ့ပုံကိုယ်တွေနဲ့ပြန်လဲစုံစည်းပြီးတော့အခွင့်အလမ်းကောင်းနေပေါ်ပွားဝတ်တသောအပတ္တအပိုင်ချကာလဖြစ်တဲ့အရှိလူငယ်တွေအနေနဲ့အရှိရင်းမှဆိုလက်ရှိကာလမှာအဲ တမီးသားများအနေနဲ့တော့အိမ်အောင်ပြုရန်စိတ်ဆက်ရန်အတွက်ဆိုရင်တော့ဖြစ်နိုင်လို့ရှိရင်လက်ရှိမှာတိုင်ပင်ရန်စိတ်ဆက်ရန်အတွက်တော့အားနည်းစေသောကာလဖြစ်တဲ့အဆက်အသွယ်ပြတ်နေသူများဟိုကတော့ပြန်လဲဆက်သွယ်ရရှိတတ်တယ်အရှိရင်းနဲ့ပတ်သက်လာတဲ့အခါမိမိချစ်သောမြန်လို့သောသူနဲ့ပြန်လဲဆုံစည်းရတာမျိုးတော့မဟုတ်ရင်အတိတ်ကရီးစားဟောင်းချစ်သူဟောင်းတမီးသားအဟောင်းနေနဲ့မိမိအရန်ချစ်သောခရကကိုကိုမျက်လာပေးတာမျိုးတွေကြောင့်ရီးစားတဲ့ချစ်သူတတ်တယ်ရရှိတတ်တာမျိုးတွေကြုံရတတ်တယ်တုံးနဲ့တို့တယောက်နဲ့တယောက်သမီးရာများအနေနဲ့ဆိုရင်တော့အိမ်အောင်ပြုရန်တိုင်ပင်ခါမှာ မိမိရဲ့ဟလာဟိုဆက်နာလို့မိသားစုဝင်သူမဟုတ်သူ့ရဲ့မိသားစုဝင်နေတဲ့တဟဇာတာမတက်တာမျိုးတွေကြောင်းတမီးဆိုင်နဲ့ပတ်သက်လာတဲ့အခါလူကြီးမိဘတွေနဲ့တွေ့ပြန်တော့တိုင်ပင်ရတော့တော့မကောင်းဘူးကျန်တာကတော့အဆက်အသွယ်ပြန်နေပြန်လဲအဆက်အသွယ်ရရှိတာမျိုးတွေဒီကြောင်ကတက်တော့အပတ်တာဖြစ်တယ်အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ခုတ်ရတခြားခြားရတခြားဖြစ်နေတတ်တယ်အဲ အထူးသဖြင့်အိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမှာဝေးကွာနေတော့ကွဲနေတော့သူများသူမဟုတ်တူနဲ့တူတယောက်နဲ့တယောက်အเจ้าညာမျိုးစုံနဲ့ခွဲနေတဲ့မိတ်ဆွေများအဖို့ကတော့ကံကောင်းပါတယ်ဘာမှစိုးရိမ်စရာမရှိဘူးသို့တော့အတူရှိနေတဲ့မိတ်ဆွေများအဖို့ကတော့မထင်မှတ်ဘဲနဲ့ခွဲခွာရတာမျိုးလေးတွေမထင်မှတ်ဘဲနဲ့ ဟိုစွမ်းနာလို့ပေါ့ဟိုခရီးဝေးသွားတာမျိုးယာရုပြောင်းလို့နေရာထိုင်ခင်းပြောင်းလို့ဒါမျိုးလေးတွေကြောင်းတော့မိမိအိမ်နောက်ဘက်နဲ့ပတ်သက်ရင်အဲစွမ်းနာလို့ပေါ့ကျန်းမာရေးမကောင်းလို့အဆရှိတာမျိုးလေးနဲ့ပတ်သက်ပြီးတော့အိမ်နောက်ရင်းနဲ့ပတ်သက်လာရင်ခိတ္တခဏခွဲခွာရတာမျိုးလေးတွေကြုံရတတ်တယ်လို့ အဲဒီလိုမှမကြုံရဘူးဆိုရင်လည်းမိษွေတို့အိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့ခါမိမိအိမ်တော်ဘက်ရဲ့စိတ်တော့ကအနှင်းငယ်ပေးမှုလေးတွေကြောင့်ဖြစ်စီသာသမီကိစ္စလေးတွေနဲ့ပတ်သက်ပြီးမိမိအိမ်တော်ဘက်နဲ့ညှိနှိုင်းမရတာမျိုးလေးတွေနားလည်းမပြီးနိုင်တာမျိုးလေးတွေကြောင့်တော့အိမ်တော်ဘက်အပေါ်မှာစိတ်အလိုမကျစိတ်ထင်တော်မှုလေးတွေစိတ်တိုင်းမကျစီတော့အချက်လေးတွေတွေ့ရပါတယ် တိုးတော့ဘာမှတော့စိုးရိမ်စရာမလိုဘူးအဲမိတ်ဆွေတို့အနေနဲ့ဒါလေးကိုတော့စိုးရိမ်စရာမလိုဘူးဆိုပေမဲ့မိတ်ဆွေတို့အနေနဲ့မတိုင်မီလိုလက်တချို့ကိစ္စတွေကမရတဲ့အတွက်တော့အိမ်တော်ရင်းနဲ့ပတ်သက်လာရင်အချိန်နေတဲ့အချိန်ခါနဲ့အခွင့်အလမ်းကောင်းကိုကြည့်ပြောဖို့တော့လိုအပ်ကြောင်းထပ်လောင်းမှကြားလိုက်ပါရစေပညာရေးပညာရေးနဲ့ပတ်သက်ရင်အင်္ဂါသားသမီးမိတ်ဆွေတွေလျှက်ရှိမှာနည်းနည်းလေးတတိထားရန်လိုအပ်ပါတယ်မရှမ်းပါနဲ့မလောပါနဲ့ရှမ်းရင်လောရင် အဲမိမိအနေနဲ့ဟိုနံပါတ်၄တက်အတ္တမားတာမျိုးတွေမဖြစ်စေနဲ့ပညာရေးနဲ့ပတ်သက်လာရင်အခက်ရမှာမိတ်ဆွေအနေနဲ့ပညာရေးနဲ့ပတ်သက်လာပြီးတဲ့အခါကံဇာတာအားကောင်းစီရန်တို့ကတိုးတက်ဇီရန်တို့ဆိုလို့ရှိရင်တော့ခင်ဗျာနော်မိတ်ဆွေတို့အနေနဲ့မိမိရဲ့ဟလာမိမိစောင့်မှုပဲမဖြစ်ခင်မှာမိမိအိမ်အတွင်းမိမိအဆောင်အတွင်းကအပေါက်ကိုပေါ့နော်တခြားလေးလည်းကြည့်ပြီးတော့နောက်ပြန် သုံးလန်းတိတိဆုတ်ပြီးတော့အရှံဘောက်ကိုနောက်ပြန်သုံးလန်းတိတိဆုတ်ပြီးတော့နော်အញ្ញမ်းမှန်တယ်မြတ်ပျောက်စီအောင်ဟုတ်လားအញ្ញမ်းမှန်တယ်မြတ်ပျောက်စီအောင်အောင်ပြီးဆိုရဲကျွရောနော်ဟိုဆူတောင်းပြီးတော့ကောင်းတဲ့သဘောလေးနဲ့အញ្ញမ်းမှန်တယ်မြတ်ကင်းစီအញ្ញမ်းမှန်တယ်မြတ်ပျောက်စီတို့မဟုတ်အញ្ញမ်းနေဟာกินပြီးတော့အောင်ပြီးဆိုတဲ့အတိတ်ပဲလေးကိုစောင်းပြီးတော့မိတ်ဆွေတို့ရဲ့ပညာရေးကိစ္စလုပ်ငန်းကိစ္စယာတူးထိုင်ငန်းနေရာထံကလားကိစ္စတွေကိုစောင်းပြဆုံးပြရင်တော့အင်္ဂါသားမိတ်ဆွေများအဖို့တိတိတသာကံအညံ့ကနေအကောင်းကိုကူပြောင်းလာမှာအသေးချာပဲဖြစ်တယ်ခင်ဗျာဒါကြောင့်မိတ်ဆွေတို့အနေနဲ့ ဒီအပ္ပတာတော်တွေ့မှာဆိုရင်ဒီဘတ်တာတော်တွေ့မှာဆိုရင်လုပ်ငန်းခိုင်ခံအလုပ်နဲ့ပတ်သက်လာတဲ့အခါမိတ်ဆွေအပေါင်းအသင်းအဟောင်းအနေနဲ့ပတ်သက်ပြီးတော့ပြန်လည်ဆုံစည်းရတတ်တယ်မိတ်ဆွေအသက်တွေနဲ့ပတ်သက်လာရင်တော့အရာရာကိုတတိထားဆင်ခြင်ရလိုအပ်တယ်ဆွေမျိုးသားချင်းကိစ္စဆက်ပစ္စည်းကိစ္စစားတော့ကုန်ကိစ္စစတင်လှုပ်ဆောင်လို့တဲ့ကိစ္စတွေအစု၁၀ရာလုပ်ငန်းတွေနဲ့ပတ်သက်လာရင်ခြေထုတ်ဆောင်ရလှုပ်ဆောင်မှာ အကျိုးပေးပါတယ်အလောင်းစားနဲ့ပတ်သက်လာရင်တော့ကြွေတလဲကြက်တခုဖြစ်ရတာမျိုးနော်ဟုတ်လားဟိုရေလိုင်းတစ်ခွေပဲ50 50ပဲအလောင်းစားနဲ့ပတ်သက်တာမျိုးအပျော်ပါနဲ့ပတ်သက်လာတဲ့အခါတယောက်နဲ့တယောက်တူနဲ့တူနော်နိုင်ပြင်းမြင့်တုံဖြစ်တတ်တယ်ဒီလိုရှင်နေမျိုးကိုကြုံလို့ရှင်အရန်ကြီးတတိထားဖို့လိုအပ်တာပေါ့ဆိုလိုတာကပုံငနဲ့ယုံငနဲ့လှုပ်ရမယ့်အလုပ်တွေအလောင်းစားနဲ့ပတ်သက်ငွေကိုဖြက်လန်းနေတဲ့လိုက်တာမျိုးလေးတွေကအင်မတန်ကိုအားနည်းစီတော့အပတ်တာအပိုင်းခြားကာလဖြစ်ပါတယ်မိမိရည်ရွယ်ထားသောမျှော်လင့်ထားသောရည်မှန်းချက်တွေပြေဝလာမယ့်ကံမျိုးဖြစ်ပါတယ်ခင်ဗျဒါအပြင်မိတ်ဆွေတို့အနေနဲ့မိမိရဲ့ ဲ့ပါဝင်ခြင်းမှာမိမိကိုတပုတ်လေးလွင်ပြောတာမျိုးလူမွေးကိစ္စအဖြတ်လေးတွေကြုံရတတ်တဲ့အတွက်လုပ်ငန်းရာသူနဲ့ပတ်သက်ရင်တတိထားစင်ကြင်ရတော့လိုအပ်ကြောင်းထပ်လောင်းပြောလိုက်ပါရစေခင်ဗျာငွေကြေးနဲ့ပတ်သက်လာရင်မတင်မဖဲနဲ့မိမိရဲ့နော်ဟိုအိမ်တော်ဘက်ကနေဖြစ်စေမိမိရဲ့အမွေကိစ္စကနေဖြစ်စေဝင်ဝေဝင်လာတတ်တယ်ငွေကြေးနဲ့ပတ်သက်ရင်တော့ဒီကြတဲ့ဘလောက်ပဲအခက်အခဲရှိရှိပြန်လဲပြီးတော့အဆင်ပြေလာတာမျိုးတွေဖြစ်ရတတ်တယ်လို့လက်လွန်ထားသောငွေကြေးတွေပြန်လဲရရှိတတ်တယ် တမီးစားများအနေနဲ့ကတော့တဦးနဲ့တူတယောက်နဲ့တယောက်အိမ်တော်ပြည်ရန်စိဆက်တိုင်းမြင်တာမျိုးလေးတွေညံ့တယ်လူငယ်များတော့မိမိတို့ချစ်တော်မြန်လို့တော့ခရက်တရားပြန်လဲပြီးတော့အရှိရေးမှာမေတ္တာရေးမှာပြန်လဲပြီးတော့ကိုယ့်အပေါ်စိတ်လေလာတတ်တယ်ထို့အပြင်မိတ်ဆွေတို့နဲ့နိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာတွေ passport visa လုပ်ငန်းတွေနဲ့ပတ်သက်လာရင်တော့အဲမိမိကစိတ်လျှော့လိုက်တာမှ မတွားတော့ဘူးလို့ထင်တဲ့အရာတွေမှာစိတ်ချောလိုက်ကမှမထင်မှာပဲနဲ့အသက်ပြန်ဝင်ပြီးတော့တွားရတာမျိုးတွေဖြစ်ရတတ်တယ်လို့အရင်ကြီးစိတ်ဆန္ဒပြင်းပြနေတဲ့အလုပ်တွေဆိုရင်လည်းတခုမဟုတ်တခုကြံ့ကြာတတ်တဲ့အတွက်တော့တတိထားဆင်ကျင်ပြီးဖို့လိုအပ်ပါတယ်။အရင်ကြီးမျော်လင့်မထားဖို့လည်းလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေ။တိုးတော့စိတ်ချောလိုက်ကမှရရှိလာတတ်တဲ့ကံလေးတွေလည်းတွေ့ရပါတယ်။ဒီအပတ်တာတော့ဒီမှာဆိုရင်အင်္ဂါသမီးမိတ်ဆွေတွေနဲ့အကျိုးပေးသောအယောင်နေနဲ့ဆိုရင်အနီရောက်ခဲရောက် ကြက်သွေးရောင်တွေဟာမိဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါတယ်။တတိထားဆင်ကြရမယ့်အကြောင်းကတော့အစိမ်းရောင်ဖြစ်ပါတယ်။အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့တစ်ကဏ္ဍ၊ချစ်ကဏ္ဍ၊သုံးကဏ္ဍတွေဟာမိဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးတော့တတိထားဆင်ကြရမယ့်ကဏ္ဍကတော့0ကဏ္ဍ၊10ပြည့်ရာပြည့်ထောင်ပြည့်ကဏ္ဍတွေကိုတတိထားဆင်ပေးပါ။အရေးကြီးတဲ့ကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာ ဒီရက်လာအတွင်းမှာ28ရက်နဲ့28ရက်နှစ်ရက်ကိုတော့တတိထားစင်ရင်ဆောင်ရွက်ရန်လိုအပ်ပါတယ်မိတ်ဆွေတို့ရဲ့ကံကိုညံ့တတ်တယ်ကောင်းပြီအဆက်ဆက်ရရအစဉ်ပြေစီရန်လိုရာမှုပြုမှုဆောင်ရွက်တိုင်းမှာမြတ်စွာဘုရားမှာအောင်တပီကိုးခတ်လူပြီးလိုရာကိုစူတောင်းရင်အောင်မြင်လို့ဆိုတဲ့အကြောင်းပြောရင်းနဲ့အင်္ဂါသာသမီးမိတ်ဆွေတွေအားလုံးမတ်လနောက်ဆုံးပတ်အတွင်းမှာအဆက်ဆက်ရရအောင်မြင်တိုးတက်ကြပါစေဆရာငယ်ပါကျမိတ်ဆွေတွေအားလုံးအစဉ်ပြေကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ